ယောဂီတွေချီးတင်ကောင်းရလားပြေးကျင်တဲ့စိတ်ပေါက်ပြီလားပေါက်တယ်လားမပေါက်ပါနေရသွဲကတော့ပြေးကျင်တဲ့စိတ်ပေါက်တာပဲဘာဖြစ်လို့လဲဆိုတော့တရားကျင့်နေတရားကျင့်နေဆိုတော့ဦးဇင်းတို့လည်းအရင်တော့တရားပါလဲအတုံးကြီးလားအလုံးကြီးလားနဲ့လိုက်ရှာတာပုဒ်ဥစဉ်တို့ရဲ့ဒလိပုဒ်ဥစဉ်အကျင့်ဇယိုက် ဘုရုဇင်ရဲ့ဗီဇဇရိုက်အကျင့်နေအကျမ်းနေတွေ့တယ်။အဲ့ဒီဇရိုက်ကျမ်းတလေးကျမ်းတွေကိုခွာခြင်းတတ်ခြင်းလုပ်နေတဲ့အလုပ်တည်ပင်လင်းတရားကျင့်တယ်လို့ခေါ်တယ်။သောတပတိမေဆိုတာဘုရုဇင်အနယ်ကိုဖြတ်တယ်။ဘုရုဇင်နဲ့ဖြတ်တယ်ဆိုတာအရိယာမေကျမ်းမှာသွားဖြတ်တာမဟုတ်ဘူး။အရိယာမေမတိုင်ရှိဖို့ပௌဝဘာကမေကပထမဩဒီအခွန်ခွာသလို ခွန်ဘွားတထအခွန်မာတထအသာချစ်ပြီးတော့ညှစ်ထုတ်မှအုံလို့ထွက်တာအခုလဲပုရုဇဉ်ဒလီချံအကျန်းသားကြီးကိုဘုဘဘာကမေပထမပိုင်းမှာနေခွာရတတ်ရမယ်လက္ခဏာဤသုံးပါရှုတဲ့လောကီဘုဘဘာကမေမှာ အလစားကိုခွာသားတယ်အရိယာမေကြမှာအနုတ္တိယကိုတတ်တာတော့တရားလဲကျင့်ကျင်နေ တွေးခြင်းနဲ့ပုရုဇဉ်ဓလေ့ကြီးကိုလည်းမစွန့်နိုင်ဘူးဆိုရင်သူပုဂ္ဂိုလ်တရားမရအောင်အဲ့ဒါဒီဥစဉ်တို့တဖြည်းဖြည်းတဖြည်းဖြည်းဟွတင်စရာရှိရာတွေတင်သွားမှာပေါ့အခုတရားစထိုင်တော့အင်းအားလာတော့ဗာစိတ်နဲ့လာလေပုရုဇဉ်ဓလေ့စေရိတ်ကျန်းစေရိတ်ကျန်းကြီးနဲ့လာတာပုရုဇဉ်ဓလေ့ဆိုတာကိုထင်ရကိုလောက်တာကိုထင်ထင်သလိုလျှောက်လောက်ပြီးတာမထင်မထင်သလိုလောက်တာ သူသေးသေးကိုသေးသေးထောင်မကလို့တန်းရောက်ရောက်ငရေကြီးငရေလေးနိုင်နေဆိုပြီးတော့ကောင်းကောင်းဆိုးဆိုးကိုထင်ရကိုလှုပ်လိုက်ရမှာဆိုတာအဲ့ဒါပုရုဇဉ်ဒလိဂျန်လို့ခေါ်တယ်အဲ့ဒလိဂျန်ကြီးနဲ့လာခဲ့တာတရားလဲကျင့်ရော ကိုဒလိကိုစရိုက်နဲ့ကိုထီတော်တာပဲဝိညာဉ်လဲတက်လာရော လောကရနဲ့တိုက်လာပြီဆိုတော့ပုရုဇဉ်ဒလိကထွက်လာတယ်မတိုက်သေးတော့ငြိမ့်နေတာ နော်လောကဓာတ်အတိုက်ခံနဲ့မတွေ့သေးတော့စိတ်ကငြိမ်းနေတာ လောကဓာတ်နဲ့လည်းတွေ့ရောတခါတည်းဘလူဆိုင်ကတော့တာပဲကိုထင်ရကိုလှုပ်ချင်တဲ့စိတ်တွေပေါ်မလာဘူးလားအဲပေါ်လာပြီတွေ့ပြီနော်လှုပ်ချင်တဲ့ငြင်းချင်တဲ့မချင်တဲ့ယုံချင်တဲ့ကန်းချင်တဲ့အောက်ကပေါင်ကြီးကနာလို့ဟိုကနာလို့အဲ့လိုဖြစ်နေတာအကြောင်းတွေပြနေတာအဲ့လိုအကြောင်းပြနေတဲ့အချိန်မှာ အာနာပါနကမ္မထမ်းပေါ်မှာသတိရှိသေးလားမရှိတော့ဘူး ယူရှိုက်တဲ့ဤစနစ်တော်ရှိသေးလားမရှိတော့ဘူးဘယ်လိုပဲဖြစ်ကုန်ဒါဓမ္မတာပဲအဲ့တော့ဒီပုရုဇဉ်ဒလိချမ်းနဲ့တွေ့ပြီတဲ့အောက်ကဒါလေးကဖောက်ပြန်တော့တိမခံရင်နဲ့ဒေါသတိမခံရင်မှုတဲ့ဒီဒုက္ခယုတ်ကြီးကိုပေါင်းရတာကို မလိုချင်ဘူးဟုတ်ဖြုတ်ပြလိုက်ရှင်ပဲလှုပ်ချလိုက်စင်နေဆိုတဲ့စိတ်တွေပေါ်မလာဘူးလားပေါ်လာတယ်တဲ့အဲ့ဒီလိုစိတ်မျိုးနဲ့ဘယ်လိုလိုအရိယာဖြစ်မလဲ လောရနဲ့ကြုံလာပြီဆိုရင်မတုံလှုပ်ပဲနေရမှာအခုကတုံလှုပ်ပြီးတော့ဘလူးဆိုင်ကကိုယ်ကားတွေဖြစ်အေးအဲ့ဒါကိုဦးစင်းတို့ပထမဆုံးရေဆိုင်ရလိမ့်မယ်အခုဝင်လေထွက်လေကိုဦးစင်းတို့အာနာပနာကမ္မထံအဖြစ်နဲ့အခြေခံထားပြီးတာတရားစထိုင်တော့တော့ဝင်လေထွက်လေကိုကြိုးစားအထုတ်ပြီမယ်ဝေဒနာတက်လာတော့စိတ်ကဝင်လေထွက်လေမှမရှိတော့ဘဲနဲ့ဒုက္ခဝေဒနာရှိသွားပေါင်းတာအောက်ကဒုက္ခယုံနဲ့သွားပေါင်းတာ ွားပေါင်းတော့ဒေါသလည်းဖြစ်လာရောမူလကမ္မဋ္ဌာန်းကြီးပြန်မရောက်ခွင့်နဲ့ရှေ့ဆက်ပြီးတော့အချို့သောယောဂီကနော်ပြင်နေကြမလို့ပြင်လိုက်ခြင်းနဲ့နော်ရွှေ့နေကြမလို့ရွှေ့လိုက်ခြင်းနဲ့နှဲ့နေကြမလို့နှဲ့လိုက်ခြင်းနဲ့လှုပ်နေကြမလို့လှုပ်လိုက်ခြင်းနဲ့ဆိုတဲ့စိတ်တွေပေါ်မလာဘူးလားအဲ့ဒါအာဟုဒုစိတ်လားကုဒုစိတ်လားအာဟုဒုစိတ်ဘုရုဇင်တလေးနဲ့ရှင်နဲ့စိတ်ကြမ်းနေတချို့ကြတော့ဝင်လာလက်တက်လာရော မိမိစိတ်နဲ့ခန္ဓာအင်ကြီးကိုကျိုးတုပ်တယ်လို့ညှိချုပ်တော့တာပဲတခါလေလက်မောင်းတွေပခုံးတွေနောက်ကြောတွေရင်ကြောတွေနဲ့အကြောတွေတင်းအောင်နှလုံးအင်ကိုညှိပြီးတော့ဆုပ်ပြီးညှိချုပ်ထားတာချုပ်ကင်ထားတာယောဂီတို့အဲ့ဒါကိုယ့်အကူပြန်ကြိုက်တာခေါ်တယ်ကိုယ့်သားကိုပြန်စားတာပဲအဲ့ဒါရာဂလို့ခေါ်တယ်ကြိုက်ခဲတာခန္ဓာအင်ကိုနှလုံးအင်ကိုညှိပြီးအကြောတွေတင်းအောင်လုပ်တာ အဲအဲ့ဒါလည်းအကုသိုလ်ပဲတဲ့ကာမဇောတွေဒေါသနဲ့ရှင်နဲ့ဇောတွေအဲ့ဒါတွေဟာအာနာပါနကမ္မထံနဲ့လွတ်တဲ့အကုသိုလ်စိတ်တွေအခုအတွေ့အကြုံမရှိတော့အခုအတွေ့အကြုံရောက်လာပြီတွေ့အကြုံရလာတော့မူလကမ္မထံအာနာပါနကမ္မထံကို စနစ်တကျရှုရှိုက်ဖို့ဟာအဲ့ဒီဝေဒနာမတက်ခင်တည်းကရှုရှိုက်တဲ့အကျင့်ကို ရှုရှိုက်မှုကိုစနစ်ကျအောင်ကြိုတင်ပြီးတော့ကြက်ကြက်မတ်မတ်လေ့ကျင့်ထားဖို့လိုတယ် ဝင်လေထွက်လေကိုကာမောင်းတဲ့ပုံကိုကဲ့သို့ကာမောင်းတဲ့ပုံကဘယ်တော့ဖြစ်ဖြစ်ဘေးကိုမကြည့်ဘူးနောက်ကိုမကြည့်ဘူးသူသွားမဲ့ရှေ့ကလမ်းကိုပဲကြည့်နေတယ်သူလိုရခရီးမရောက်မချင်းသူသွားမဲ့လမ်းကိုပဲကြည့်နေတယ်ဂျိုင်းနေလားကိုယ်သွားတာလားမြင်သွားတာလားနော်အဲ့ဒါကိုသူကလမ်းကြောင်းကိုကြည့်တယ်ကြည့်ပြီးတော့လက်တစ်ဖက်ကနော်စီရတိုင်းပေါ့အဲကားကိုထိန်းတဲ့ စီရတိုင်းကိုကင်ထားတာလွတ်သလားမလွတ်ဘူးကင်လဲကင်ထားတယ်ကြည်လဲကြည်နေတယ်စီရတိုင်းကိုလဲကင်ထားတယ်မျက်လုံးကလဲတပြိုင်နဲ့ကြည်မနေဘူးလားအေးအဲ့ဒီလိုလုံးလုံးအောင်ကြည်နေရင်းနဲ့ညာကခွဲကြတယ်လမ်းကိုရမလားကိုွေသွားတဲ့လမ်းလားနော်ခွဲသွားမဲ့လမ်းလားဘယ်လမ်းလဲဆိုတာကိုညာကခွဲကြတယ်ခွဲကြတော့ໃຈမဲဆိုရင် ရိုင်းတဲ့ကားကြီးမရောက်အောင်ဘလို့ကိုရမလဲလို့ပညာကနေပြီးတော့ထိမ့်ပြီးတော့စီရတိုင်းကိုကိုယ်ပြီးမိမိခွဲရမယ်လမ်းလို့သိလို့ရှိရင်ကိုယ်ခွဲရမယ်လမ်းလို့ခွဲကြလို့သိသွားရင်ကွဲပြားသွားတဲ့လမ်းအဖြေပေါ်တဲ့လမ်းကိုရောက်အောင်ပညာကနေပြီးတော့စီရတိုင်းကိုဘလောက်ကိုယ်ပြီးရမယ်ဘလောက်လောက်ကကိုယ်ရင်ကိုယ်လမ်းကြောင်းအတိုင်းရောက်မယ်ဆိုတာပညာကညှိပေးညာကလမ်းမှန်လမ်းကြောင်းလမ်းကောက်နော်လမ်းစိုးလမ်းကောက် အဲ့ဒါကိုညာကခွဲကြပြီးတယ်တတိက မျက်လုံးနဲ့တူတယ်တဲ့ကြည်နေတာကိုသွားမဲ့လမ်းကိုကြည်နေတာအဲ့တော့တတိညာပညာ၃ချက်နဲ့အလုံးလို့လို့ကားဒရိုင်ဘာလို့မျက်လုံးကြည့်တာလည်းမအားဘူးဆီယာတိုင်းကိုကင်ထားတာလည်းမအားပဲနဲ့ညာနဲ့ပညာကဆီယာတိုင်းကိုညှိပြီးတော့ထိမ့်ချုပ်ပေးတယ်အဲ့ဒီလို့တတိနဲ့ညာနဲ့ပညာနဲ့မောင်းတဲ့ဒရိုင်ဘာဒီအန်ဒရယ်ကင်းပြီးတော့ကိုလိုရာခီးကိုရောက်တယ် အခုလဲယောဂီတို့ဝင်လေထွက်လေကိုလမ်းနဲ့သဘောထားလိုက်ပါဝင်လေထွက်လေပေါ်ရာကိုအောင်ပြူတာက ကားဒရိုင်ဘာရဲ့မျက်လုံးနဲ့တူတယ်လို့သဘောထားလိုက်ပါရှူရှိုက်နေတဲ့ရှူရှိုက်နေခန္ဓာရင်ကို စိတ်နဲ့မငြိချုပ်ခွဲနဲ့ဦးဇင်းတို့ဒီကညွန်ကြားတဲ့အတိုင်းရင်ထိုးခြင်းခါရမ်းခြင်းလှုပ်ရမ်းခြင်း မရှိ စိတ်နဲ့ယုတ်ကြီးကို အပေါ်ကိုညှိမှထားတာမရှိအဲ့လို မရှိဘဲနဲ့ပဂရီ ပိုင်ရှင်မရှိတဲ့ခန္ဓာအိမ်အသင်ပဲရှိတဲ့ခန္ဓာအိမ်သူ့ဘဝသူ အလိုက်သိင်လေးတည်နေသလိုခန္ဓာအိမ်ကအဲ့ဒီလိုတန့်ရှင်းတဲ့အိမ်တွေဟုတ်မဟုတ်သုံးမဟုတ်ပေါင်ကြောကြီးများသွားတင်ထားသေးလားကြောက်လန့်ပြီးတော့ဝေဒနာတက်လာတော့လက်မောင်းကြောကြီးများသွားညစ်ထားသေးလားပခုံးကြီးများညစ်ထားသေးလားခါနဲ့ကြောကြီးများ ချုပ်ထားသေးလားအဲ့ဒီအမားတွေရှိနေသလားလို့အဲ့ဒါကို ပွဲပြောင်းအဲကြည်တာသုံးသတာကညံ့ ရှူရှိုက်တာ အရှိတူမားလိုက်အနည်းမြန်မားလိုက်မှန်လိုက်မှန်ရလားမားလားဆရာညွန်ကြားတဲ့အတိုင်းအံကြရလားလို့ခွဲကြကြည့်နေတာကညံကွဲပြားနေတာတွေ့ရင်မကွဲပြားအောင်ကြည့်ပေးရတာကပညာအဲ့ဒီလိုတတိယဉာဏ်ရဲ့ပညာရဲ့သုံးချက်နဲ့ဝင်လေထွက်လေဒီသောလမ်းကြောင်းကိုတတိဥသောမျက်လုံးနဲ့ကြည့်ပြီးတော့နော်ဇောက်ချပြီးတော့ကြက်ကြက်မမရှုသွားတဲ့ပုံကိုအဲ့ဒီပုံကအန္တရာယ်ကင်းတယ် အောက်ကဒုက္ခဝေဒနာသူ့ဘာသူဘလောက်တက်တက်မတက်တက်ကိုနဲ့မဆိုင်ဘူးအောက်ကဒုက္ခယုတ်ကြီးကိုဘလောက်များလဲဘလောက်လာမှလဲဘလို့လာအောင်မှလဲဘလောက်များပြေအောင်မှလဲသွားမလုံးနဲ့ကိုယ်လုံးမဟုတ်ဘူးဒီခန္ဓာဒုက္ခကြီးမှစိတ်ကိုလွတ်အောင်သိမ့်စည်းနေရတယ်အဲ့လိုသိမ့်စည်းတဲ့နေရာမှာကြိုက်ခဲထုံကျင်တဲ့ယုတ်ကိုသွားမကြည့်ပဲနဲ့ဝင်လေထွက်လေပေါ်ရကိုတာခုနလိုတတိညာပညာသုံးချက်နဲ့ကြက်ကြက်မတ်မှရှူသွားရမယ်အဲ့လိုတော့တတိညာပညာတော့ရှိပါတယ်ဒီ driver က ကားကိုသူ့ရဲ့အရှင်နှုံး speed တိုင်းရောက်အောင်မနေဘဲနဲ့ဖြည်းဖြည်းချင်းနေနေလို့ရှိရင်လိုရာခီးရောက်ပါမလားအဲလိုမဟုတ်ဘဲနဲ့လိုအပ်တဲ့ speed နဲ့အရှင်များပြီးတော့ကီလို60လောက်မောင်းရမယ်ဆိုတာကီလို140လောက်သွားမောင်းတော့ဒီကားကထိန်းလို့ရပါမလားအခုလည်းဒီလိုပဲရှူရှိုက်တာယွန်လွန်အာကြီးတော့လေအဲ့ဒါအရှိန်မပါတော့ဇောမဖြစ်ဘူးအကဲရှူရှိုက်တာပြုတင်တာတဲ့လွန်သွားလို့ရှိရင်လေ မတည်ငြိမ်ဘူးပင်မနေအဲ့ဒါကြောင့်မလို့မိမိတို့ရှူဆိုင်တဲ့နေရာမှာတက်တာအောင်နေတာအောင်ဆိုပြီးတော့လည်းမရှူနဲ့ပြင်းထန်ပြီးပင်မအောင်လည်းမရှူနဲ့ဒါမိမိတို့ရဲ့ခန္ဓာကို အချိုးစားအနေထားပေါ်မှာမူတည်တယ်တချို့ကြတော့ဝရတဲ့အခါကြတော့ရှူဝဆက်ရတာကငဂိုရိယခန္ဓာကိုကြီးကအတုံးလိုက်ခဲလိုက်ကြည့်ဆိုလေးပြီးတော့ရှူလို့မကောင်းဘူး တချို့ကြတော့လေဝဝေနဲ့ရှူဆိုင်လို့ကောင်းတယ်အရေးကြီးတာက ရှူဆိုင်တာအရှိန်ပါဖို့လိုတယ်ညာပြီးတော့ဖြည်းဖြည်းလေးချင်း မရှူနဲ့နော်ဦးဇင်းတို့လိုချင်တာကျမ်းပါရင်မကောင်းနဲ့နှလုံးရောဂါပါနိုင်ချက်ရှိတဲ့ပုံကိုယ်ဒီပုံကိုယ်ဒီတို့ကဦးဇင်းတို့ကသူတို့ရဲ့ရှူနိုင်တဲ့အားလေးနဲ့ပဲဖြူသွားခိုင်းတာကြံတဲ့ရှူဆိုင်တိုင်းတဲ့ပုံကိုယ်ကြီးကြတော့အရှူနှုံးမပြော့စေနဲ့ အရှင်ပါအောင်ရှုမယ်အရှင်ပါအောင်ရှုတယ်ဆိုတာကတော့ဦးဇင်းတို့ပေတံနဲ့စကိန်းနဲ့တိုင်းလို့မရဘူးပေါ့ဦးဇင်းတို့ဆက်ကရှုရှိုက်တဲ့အရှုနှုံးအဲ့ဒီအရှုနှုံးတဲ့နည်းနည်းတာအောင် ရှုနိုင်ရင်လည်းကောင်းတယ်သို့မဟုတ်အဲ့ဒီအရှုနှုံးတိုင်းအံကြအောင်ပဲရှုတချို့ကြတော့လူငယ်လူရွယ်တွေကြတော့ဒီလိုရှုရှိုက်ရတဲ့အရှုနှုံးကနည်းနည်းကျဲသလိုနှေးသလိုဖြစ်တတ်တယ် အဲ့လိုဖြစ်ခဲ့သလိုရှိရင်သူတဲ့နည်းနည်းလေးပြင်းပြင်းလေးရှူတယ်တအားကြီးပြင်းပြင်းကြီးမဟုတ်ဘူးအေးအဲ့လိုယောဂီတို့ဥစဉ်တော့ကတော့ဒီကနေပြီးတော့ဆက်နဲ့အများကိုညှိပြီးတော့အရှုံနှုံးပေးထားတယ်ယောဂီတို့ချင်းကခန္ဓာကိုယ်တိဆောက်တာချင်းမတူတဲ့အတွက်ကြောင့်မိမိတို့ရဲ့ခန္ဓာကိုယ်အချိုးစားပုံမူတည်ပြီးတော့နော်ရှူရှက်ရမယ်သို့တော်လဲညာပြီးတော့တက်တာလိုတဲ့သဘောနဲ့တော့မရှူပါနဲ့ အရှိန်ပါအောင်ရှူရင်ကောင်းတယ်အဲ့ဒီကားများလဲ speed အရှိန်ပါမှကောင်းတာအရှိန်လွန်သွားရင်လည်းမကောင်းတော့ဘူးထိမ့်မရတော့အရှိန်နည်းနေရင်လည်းမကောင်းဘူးအဲ့ဒီတော့ကြောင့်သူ့ကားနဲ့သူ့အရွယ်နဲ့သူ့ကုန်ချိန်နဲ့မျှတဲ့အရှိန်နှုန်းကိုရောက်အောင်ကားဒရိုင်ဘာကမောင်းရမယ်နော်ကုန်ကားကြီးကိုရဲ့အရှိန်နှုန်းဟာနော်ကိုယ်ပိုင်စီးတဲ့ကားလေးနဲ့တွားညှိလို့မရဘူးကားအသေးလေးတွေက ဝန်လဲနေတဲ့သိလက်သိတော့ပေါ်ပါတဲ့တွက်လက်တော့သူတို့အရှိန်လုံးလိုက်မောင်းလို့မရဘူးအင်ဂျင်ကြီးကြီးပြီးတော့အင်ဂျင်ကြီးတိုင်းလည်းမဟုတ်ဘူးတဲ့ကိုတင်ထားတဲ့ဝိတ်ကများနေတယ်အခုလည်းဒီလိုပဲယောဂီတို့မိမိကရှူရှိုက်တဲ့နှုံးသည်အလင်ပါပြီးတော့အရှိန်ပါဖို့တော့လိုတယ်အဲ့အလင်နဲ့အရှိန်ပါတဲ့နှုံးရောက်အောင်ရှူရင်းနဲ့မိမိအရှူနှုံးသည် ိတ်ကိုပင်ပန်းစေတဲ့သဘောရှိရင်နည်းနည်းလျှော့မယ်စိတ်ကိုပင်ပန်းစေမှုမရှိဘူးဆိုရင်မလျှော့နဲ့ဒါကွာကိုချင်အဲ့လိုအရှိတူညိမယ်အနည်းအမြန်ညိမယ်အပြင်းအပြော့ညိမယ်အချိန်နှုံးညိမယ်ပြေးဝင်လာတဲ့အချိန်နှုံးနဲ့ပြေးထွက်သွားတဲ့အချိန်နှုံးဝင်လာတဲ့လေရဲ့အရှိနဲ့အတုံနဲ့ထွက်သွားတဲ့လေရဲ့အရှိတူညိမယ်နော်ဝင်လာတဲ့လေရဲ့ အပြင်းအပြော့နဲ့ထွက်သွားတဲ့လေရဲ့အပြင်းအပြော့ကိုကြည့်မယ်။နော်ရက်လိုက်ရှူလိုက်မဟုတ်ရှူရဘူး။လေကို ရှူရှိုက်တဲ့နေရာမှာ လေဟာလွတ်လွတ်လပ်လပ်ချောင်ချောင်ချီချီဝင်ထွက်အောင်ရှူရမယ်။နှိချုပ်ပြီးတော့မရှူရဘူး။အဲလိုရှူရှိုက်ရင်းနဲ့ဉာဏ်နဲ့ပညာကနောက်ကနေကြက်မှတ်ပြီးတော့လေချောင်းဝင်ထွက်တဲ့သဘောကိုနော်ဉာဏ်နဲ့ပညာကကြက်မှတ်ပြီးတော့သူ့ဘာသူအောက်ပိုင်းကခွေးစားစားကြီးစားစားမီးတောင်လိုပြာကြကြနော် အောက်မှာပိုးထိုးထိုးလောက်ကဲ့ကဲ့အောက်ပိုင်းခန္ဓာကိုယ်ကြီးဖြစ်ချင်းရာဖြစ်ပါစေပြစ်ထားလိုက်မပြစ်တော့သေတော့ခုနောက်ပါလို့လားမပါဘူးတစ်သက်လုံးလည်းသူ့အတွက်ကြုံခံသေးပြီးတော့သူ့တတ်တာလည်းခံသေးတယ်အရှုံးကြီးပဲအဲ့တော့နောက်တခါနာနောက်ဘဝကိုမပါတဲ့မသေးခင်ကြုံခံပြီးတော့ကြွေးရသေးတယ်ရက်ဆက်တဲ့ဒီခန္ဓာတော့နေပါစေတော့ဟဲ့ဆိုပြီးတော့တခါလေလွတ်ထားလိုက်လွတ်ထားပြီးတော့သူ့ဘဝသူ့အခွန်ချော့တဲထားပြီးတော့ ရှေ့ရှုပြီးတော့ယင်ဝါကိုအားပြုပြီးတော့လေပောင်းရှူသွားအဲ့လိုရှူဆိုင်ရင်လည်းဝိညာဉ်တက်လာပြီဆိုစိတ်ကဝိညာဉ်ရှိဇတ်ဆိုရောက်သွားရောက်သွားပြီဆိုမကြောက်နဲ့ကြောက်စိတ်မမွေးနဲ့အရိယသူတော်ကောင်ဘယ်တော့မကြောက်ဘူးကြောက်စိတ်မွေးရင်အဲ့ကြောက်တဲ့စိတ်ကကိုယ်ပြန်ချောက်နေလိမ့်မယ်ကြောက်စရာမလိုဘူးမိမိစိတ်ကိုမိမိရဲ့မူလကမ္မထံရောက်အောင်ကြက်ကြက်မမစီကံတကြစနစ်တကြဉာဏ်နဲ့ပညာကြက်မှတ်ပြီးတော့ရှူဆိုင်သွား နောက်မှရန်သူလိုက်လာပြီးဝေဒနာတွေတက်လာပြီးဘေးဇူးကြီးပေါ်လာပြီးအဲ့ဒီဘေးဇူးနှိမ့်ဆက်နေတဲ့ဝေဒနာကိုသွားပေါင်းတော့ယောဂီတို့ချမ်းသာသလားဆင်းရဲလားဆင်းရဲမှန်းသိတဲ့ဒုအာယုံကို မပေါင်းတော့ဘဲနဲ့ဆင်းရဲမှုလွတ်တဲ့မူလကမ္မထံအာနာပါနကမ္မထံကိုကြက်ကြက်မတ်မတ်ချိန်ညှိပြီးတော့စောက်ချပြီးရှေ့ရှုရှူသွားရင်ယောဂီတို့ငါရှူတာလည်းမရှိတော့ဘူးနဲ့သူ့ဘာသူဇန်စောတီတဲပြီးတော့ အလုံးလုံးရှူးနေလိမ့်မယ်အားကြိုင်ပီတိတွေဖြစ်နော်ချမ်းသာပြီးတော့အောက်ကဒုက္ခဝေဒနာနဲ့တခြားသည်ဖြစ်သွားပြီးတော့ဝင်လေထွက်လေမှာစိတ်ကငြိမ်သက်ပြီးတော့မခွာခြင်းတော့ဟမ်တကြလည်းသွားရှူလိုက်တကြဝေနာသွားကြည့်လိုက်တကြပြေးရှူလိုက်တကြဘာလို့အကောင်းမလဲကြွားအကောင်းမလားအဲ့လိုပြုတ်စပြင်းအောင် ဖြစ်နေပြီဆိုရင်တော့အဲ့ဒီပုံကိုယ်ဒီဒုက္ခဝေနာမလွတ်ဘူး ဲလိုပြောစားပြင်းတော့ဖြစ်မဲ့ဆိုရင်အဖြစ်မခံမဲနဲ့မူလဆရာမာရတဲ့အတိုင်းစိတ်နဲ့ရုပ်ကိုမေ့ပြီးတော့သွားပြီးတော့ညှစ်ချုံမှုအလောက်ကိုမလုံးမိစေဘဲနဲ့ခန္ဓာအင်းကိုသူ့ဘာသူအခွန်ချော့ထားတာကိုပုံမပြည့်စေဘဲနဲ့လွတ်ထားပြီးတော့ဝေလီထွက်လီကိုတာဆန္ဒစောပြီးတော့လောပြီးတော့မရှုနဲ့တချို့ကြရတယ်လဲကြောက်ပြီးတော့အတင်းပြေးတာနော်ကြောက်ပြီးတော့လော့မဲ့ထင်ပြီးတော့စနစ်တကျအန်ချပြီးမပြေးဘဲနဲ့ကြောက်ပြေးပြီးတော့ခလုတ်တိုက်ကုန်ရော အဲအဲ့လိုလဲတချို့ရှူတာရှိတယ်အဲတချို့ကြတော့ရှူတာရှူနေတယ်အာနာပါနကမ္မထာနာရှူနေတယ်စိတ်ကအောက်ရောက်ကြိုက်တဲ့ခဲတဲ့ရှိရောက်ဝင်လေထွက်လေကိုတည်တည်ချာချာကြက်ကြက်မမနော်ပထမအရှူဆိုင်နဲ့နောက်ရှူဆိုင်နဲ့နောက်ရှူဆိုင်နဲ့တပုံစံနဲ့အံကြအောင်ချတဲ့အလုပ်ကိုအဲ့ဒီအလုပ်ကိုဇောက်ချမလုပ်ဘဲနဲ့ရှူတော့ရှူနေတယ်နော်ဘေးလွှာကြည့်လို့ရှိရင်တော့ရှူနေတယ်ဒါပေမဲ့မိမိစိတ်ကအောက်ကကြိုက်တဲ့နေရာကြီးရောက် ဒါပေမဲ့ရှူဆိုင်တာမှမှန်တော့အဲ့ဒီပုဂ္ဂိုလ်တရေတောက်กว่าကြီးလိမ်သိတယ်ဒီပုဂ္ဂိုလ်စိတ်ကအယောက်နေပြီအပေါ်မှာဦးနှင်းခွက်နှင်းဖြစ်နေပြီရှူဆိုင်တာမှမှန်တော့အဲ့တော့ယောဂီတို့အခုကျင့်စဉ်အခုမှနှစ်ကြိမ်ပဲရှိသေးတယ်နော်တစ်ကြိမ်နဲ့တစ်ကြိမ်ပို့ပို့ပြီးတော့စနစ်ပို့ကြလာအောင် ကိုယ့်ရဲ့အားနယ်ချက်တွေကို ပြင်ဆင်ပေးပါတစ်ကြိမ်နဲ့တစ်ကြိမ်စနစ်ကြမှုဖြစ်အောင် လိုအပ်တဲ့ပြင်ဆင်မှုကို မိမိသုံးသပ်ပြီးတော့အာနာကျတိကိုပြင်မှန်ကန်တဲ့ဆိုတဲ့လမ်းကြောင်းကိုမရွေ့သွားအောင်လို့ကြက်ကြက်မတ်မတ်ရှူဆိုင်ပေးပါ။ဇောက်ချပြီးတော့ရှူပေးပါ။အဲဒီလိုကျင့်ကြံမယ်ဆိုလို့ရှိရင်ယောဂီတို့ဘလောက်ကြာကြာဂယုမဆိုင်တော့သူဘာသူဝေဒနာကြီးကြာကြာ အောက်ကဝေဒနာဘလောက်တက်တယ်ဂယုမဆိုင်တော့အဲ့တော့ယောဂီတို့အခုအစပိုင်းမှာအခြားရည်သားလာတဲ့ပုံစံတွေကြတော့ခုနလိုပေါ့ကမ္မထမ်းပြောင်းတော့နည်းနည်းအခက်အခဲရှိမယ်။ ရှိနေမှာပဲဒီအချိန်ဝေဒနာတက်လာရင် ပြင်ကျင်မှကျင်တဲ့စိတ်တွေဥစည်းနေလိမ့်မယ်အဲ့ဒါကိုအလိုမလိုက်ပါနဲ့ပြင်ကျင်တဲ့စိတ်နောက်ကိုနောက်စိတ်ကလည်းလိုက်မပြင်းပေးပါနဲ့လှုပ်ရှင်တဲ့စိတ်ပေါ်လာရင်လည်းနောက်စိတ်ကလည်းလိုက်ရောပြီးမလှုပ်ပေးပဲနဲ့လိုက်ရောလိုတဲ့စိတ်တွေကိုဆွန့်လွှတ်ပြီးတော့အာနာပါနာကမ္မထံကိုကြက်ကြက်မမစနေတကြရှုလိုက်ပါယောဂီတို့ဟိုအခုချိန်ကတော့အာနာပါနာကမ္မထံပဲကျင့်ခိုင်းပါအဲ့ဒီကျင့်စဉ်အကြောင်းပဲစနေကြဖို့ပြောနေမှာအိန္ဒိတိဆောက်တာလည်း မနက်ကဦးစင်းတို့အင်ဒီတီဆောက်ပုံပြင်ဆင်ပေးတယ်မိမိရဲ့တစ်ချိန်နဲ့တစ်ချိန်တရားထိုင်နေရင်နဲ့မိမိအင်ဒီတီဆောက်ပုံအားနေချက်တွေကိုသိပါလိမ့်မယ်ငါဘယ်လိုပြင်ထိုင်ရင်ကောင်းမလဲမိမိပထမထိုင်ခဲ့တာနောက်ကြကြထိုင်တော့ဘယ်အားနေချက်ရှိတယ်အဲ့ဒီအားနေချက်မရှိအောင်မိမိဘယ်လိုပြင်မလဲဆိုတာကိုမိမိခန္ဓာအကျိုးအစားနဲ့ကိုယ်အတွေ့အကြုံကိုစစ်ဆေးပါဟိုခုတဲ့ပုံပုံများတအားကြီးမခုနဲ့ တရားကြီးခုရင်ပို့ဆိုးတယ်တချို့ကကြောက်ပြီးတော့အောက်ကအပေါ်တဲ့ဘက်မှာခုတာခုတော့ရုပ်ကနောက်တွန်းထားတယ်ပထမတော့ဒီစိတ်ကရုပ်ကိုထိန်းနိုင်တာပေါ့အဲ့လိုထိန်းနိုင်တော့ဒီရုပ်နောက်လာတာကိုထိန်းထားတာမထင်ရှားဘူးအာနာပါနာကမ္မထာမှာစိတ်ကိုလွတ်လွတ်လဲပို့ကောနောက်ကထိန်းထားတာကြီးကိုစွန့်ပြီးတော့အာနာပါနာကမ္မထာကိုစိတ်ပို့တော့နောက်ကရုပ်ကြီးလွတ်လဲလွတ်ကောရုပ်ကလမ်းမှာကြတာနဲ့မလွတ်ရဲတော့ပြန်ထိန်းထားတော့ကမ္မထာကြီးစိတ်ကမရောက်တော့ဘူး ဲ့ဒါကြောင့်မလို့အိနေတိဆောက်ပုံဟာတော်တော်အရေးကြီးတယ်ခုတင်တလောက်ပဲခုပါအဲအောက်ကတချို့ဒူးကောင်းနေထောင်နေတယ်ထောင်နေတော့ကြောက်ပြီးတအားခုမယ်အဲလိုတအားကြီးမခုနဲ့နည်းနည်းနေတောင်တော့ပဲခု နောက်သူ့ဘောသူအကျော်ကြီးပြေကြလာလိမ့်မယ်အဲတော့ဦးဇင်းတို့စနစ်ကြဖို့ဟာလက်ထားတာ၄မှန်ကန်ဖို့ပထမထားတာဘလို့ရှိတယ်နောက်တစ်ခါငါဘလို့ထားသင်းတယ်နော်အိန္ဒြေတမလင်းခွေတာပထမအချိန်ခွေတဲ့ပုံမှာ မိမိဘလို့အားနှကျက်ရှိသလဲဒီတကဘလို့ခွေမဲ့ဆိုတာယောဂီတို့ကိုယ်စိတ်ကြိုက်ပြင်ပါခဲအားလုံးနမောတတနဲ့ဘုရားကြော်ပါ